ကိုလေးကျင့်ပေးခဲ့တဲ့အော်ကာဝေလာငါကစိတ်ရင်းဝင်သွားတော့အခါပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီကချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။စီဝေါ်ရဲ့ကဘာကျော်လေးချင်းရေးဆီယာမဒေါန်ဂရန်တူကအလုတ်ကိုအသက်သက်ညနိုးတဲ့သူပါ။အော်ကဝီလာငါကြီးတွေနဲ့အတူရှင်တွဲနေထိုင်ပြီးပရိသတ်ကိုဖျော်ဖြေရတာကသူ့ဘဝပါပဲ။ဂျော်ဘေမတ်2010ပြည့်နှစ်ဖေဖော်ဝါရီလ24ရက်နေ့ဟာဂျောင်ရဲ့ဘဝကိုအဆုံးသတ်စေခဲ့တဲ့ကြေကွဲဆီယာနေ့တစ်နေ့ဖြစ်လာခဲ့ပါရစေ။ ရှမိုးနဲ့အတူညစာစားခြင်းဆိုတဲ့ဒင်နာပြပွဲတစ်ခုမှာပါပဲဘသူမှမထင်ထားတဲ့ကျောင်းမပွေရဖြစ်ရဆန်းတစ်ခုကြောင့်အာလုံကထိတ်လန့်တကြဖြစ်ခဲ့ရပါတော့တယ်အဲ့ဒီညနေခင်းမှာအရာအာလုံကပုံမှန်အတိုင်းမှာပဲဒေါင္ကသူချစ်တဲ့အော်ကာဝေလာငါလေးချီလီကန်နဲ့ပရိသတ်ကိုဖျော်ပြနေခဲ့ပါတယ်ရုပ်တရက်ဆိုသလိုပဲချီလီကန်ကဒေါင္ကိုရေထဲဆွဲချလိုက်တာပါပြီးတော့ရေအောက်ထဲမှာကြောက်စရာတိုက်ပွဲတစ်ခုစပီးဖြစ်လာခဲ့ပါတယ် 55မိနစ်ကြာအောင်ထီလီကန်ဟာတောင်ကိုရဲရဲဆက်ဆက်တက်ခဲ့ခဲ့တာပါ အသက်ရှင်ဖို့ရုန်းကန်နေရတဲ့တောင်ရဲအော်တန်တွင်တုံးဝန်ဖြစ်နေတဲ့ရေတန်တွေကပြိသက်တွေကြားထိမ့်လန့်ချောက်ချားမှုကိုဖန်တီးခဲ့ပါတယ်ဒီကိစ္စမှာမျက်မြင်သက်တွေရဲ့ပြောကြားချက်တွေကလည်းကွဲပြားခြားနားနေခဲ့တာပါတချို့ကထီလီကန်ဟာတောင်ရဲစပင်ကိုဆွဲတာလို့ပြောပြီးတချို့ကလက်ဒါမှမဟုတ်ပကုံးကိုဆွဲတာလို့ပြောကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါအဲ့ဒီအချိန်ကစီဘောလီရဲ့ စိတ်လို့ရှာစရာပေးစွမ်းခဲ့တဲ့ရေကန်ကြီးဟာသွေးစွန်းနဲ့နေရတစ်ခုဖြစ်သွားခဲ့ပါပြီ။ချီလကန်ဆိုတဲ့နာမည်ကချီနိုဘာရာစကားနဲ့တငယ်ချင်းမှုအဓိပ္ပာယ်ရပါတယ်။ဒါပေမဲ့သူ့ဘဝကတငယ်ချင်းဆိုတဲ့အဓိပ္ပာယ်နဲ့ဆန့်ကျင်ဘက်ပါပဲ။ငငယ်လေးကလေးကဖန်ဆီးကန်ခဲ့ရတဲ့ချီလကန်ဟာစီလန်အော့တိုပစိဖစ်ဆိုတဲ့နေရာမှာလဲပြင်းပြင်းထန်ထန်ဆက်ဆံခံခဲ့ရတာပါ။အဲ့ဒီတုန်းကသူ့အရွယ်ကငငယ်လေးပဲရှိပါသေးတယ်။ဒါပေမဲ့တခြားအော်ကာဝေလာငါးရီရဲ့တက်ခိတ်တာကိုလည်းခံခဲ့ရတာပါ။ နောက်ပြီးအစာဝါးဝါမစားရပဲနေတိုင်းအတင်းအကျပ်ဖြောပြခန်းခံခဲ့ရတဲ့အတွက်စိတ်ဒဏ်ရာတွေမတင်နှမှုတွေနဲ့ပြင်းထန်နေပုံပေါ်ပါတယ်။1992ခုနှစ်မှာចောင်းသူတယောက်သူကန်နဲ့ချော်လဲကြလာချိန်မှာလဲရေတဲကိုဆွဲချကနှစ်တက်ခဲတာပါ။1999ခုနှစ်မှာလဲအင်ဂျာမဲတယောက်ကကန်နဲ့ခုတ်ဝင်ပြီးဈေးကူးနေတော့ထီလီကန်ရဲ့လက်ချက်နဲ့ဘုံဝဆုံးသွားရပါတယ်။အဲ့ဒီတစ်ချိန်မှာတော့ပိုပြီးပြင်းထန်နေခဲ့တာပါ ချီလီကန်ကအဲ့ဒီအင်ယောင်မဲကိုရရဆက်ဆက်ကိုက်ဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာချီလီကန်ကိုတတိထားဆက်ဆံလာခဲ့ရတာမှာနောက်ကြတော့ချီလီကန်လည်းစီဘောကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာရထရီနာတောင်နဲ့ဇုံခဲ့ရတာမှာဂျောင်းကလည်းချီလီကန်ရဲ့စိတ်အခြေအနေတွေကိုရိပ်မိခဲ့ပါတယ်။အဲ့ဒါကြောင့်လည်းအမြဲတမ်းအရေးတကြီးကြီးဂယုဆနေခဲ့တာပါ။နောက်ပြီးတတိချာချာလေးကျင့်ပေးခဲ့ပါတယ်။ဂျီကန်ကန်ဗီဇာရှိတဲ့ထီလီကန်ကဂျောင်းနဲ့ဆိုရင်အိမ်မွေးတရိတ်ဆန်လေးလို့ဖြစ်သွားရတာပါ အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ကြားကတန်ယုံစင်တွေကလည်းပုံပြီးခံရလာခဲ့ပါတယ်။ချီလီကန်ကဂျောင်းကိုရန်ရှာလိမ့်မယ်လို့ဘသူကမှထင်ထားခဲ့တာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်သူတို့ကြားကဆက်ဆံရေးကအရန်တွေထွေးလို့ပါပဲ။ပြပွဲရီမှာဆိုရင်လည်းအတိုင်ဖောက်နေကြပါတယ်။ဒီအချိန်မှာအလုံးကလည်းဂျောင်းရဲ့လေ့ကျင့်သင်ကြားမှုအောက်မှာချီလီကန်ကလိမ်မသွားပြီလို့ပဲထင်ကြတာပါ။သူတို့အကျွဲလေးကတခြားသူတွေမလုံနိုင်တဲ့ပြကွက်တွေပါလုံနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့်လဲစီးပွားမှာဆိုရင်တော့သူတို့ရဲ့အတွေ့ရဲ့ဖြောပြင်းမှုကနာမည်ကြီးလာတာပါဒါပေမဲ့အဲ့လောက်ရင်းအားလုံးက2010ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့အထိပါပဲနောက်ဆုံးပြောင်းရရင်တီလီကန်ကြောင့်တောင်းလဲအသက်ဆုံးရှုံးခဲ့ရပါတယ်ဒဏ်ရာရင်းနဲ့ကြောင့်တော့မဟုတ်ပါဘူးရင်းနှင်းလို့ပါပဲတောင်းရင်းတိရစ္ဆာန်တွေရဲ့ဗီဇာစိတ်ကဘလောက်ပဲလေ့ကျင့်ထားသည့်ဖြစ်စေစိတ်မချရဘူးဆိုတာကိုဒီကိစ္စလေးကတက်တည်ပြနေခဲ့တာကတော့အမှန်ပါပဲ အဲ့ဒီနောက်ပိုင်းမှာစီဘောရဲ့ဖြော်ပြပွဲကိုလာကြည့်တဲ့သူတွေလည်းနေပေါင်းသွားခဲ့ရတာကြောင့်လဲပိတ်သိမ်းလိုက်ရတာဖြစ်ပါတယ်။အဆုံးနဲ့ချစ်ချစ်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။